ားအလုံးမဲမင်္ဂလာပါမြောကောင်းဆက်သတင်း channel မှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီလူဖိုင်လေးကတော့ပြည်သူတွေကို AB လ CN နေမှာအထူးပြုဆိုင်ဖို့ပြောလာတဲ့ဆီယမ်မာမိတကြံရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာဆီယမ်မာမိတကြံကဘလို့ကြောင်းတာတွေကိုအထူးသတိထားဖို့ပြောဆိုထားတယ်လေဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှု လေ့လာသုံးသပ်ဝေဖန်ပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းထားလာမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ live ကိုလွှင့်ဖို့အတွက်ကျွန်မမအိပ်ဖဲနဲ့ဒါစောင့်နေတာပေါ့နော်ပြီးတော့ကျွန်မဒီနေ့ပဲအတခြားထိုင်းတို့စင်ကာပူတို့ကကျွန်မနဲ့ဗီဒီယို call ပြောပြီးတော့နော်ဟိုဗီဒီယိုကောနဲ့ဘီလင်ဟော့ပေးစရာရှိပါတယ်အဲ့ဒီကလေးတွေကိုလည်းကျွန်မ request လုပ်ထားပါတယ်ဒီ live လေးပြီးမှကျွန်မတို့ကိုဗီဒီယိုကော ပေါ့နော်ဗီရင်ဟောပြစီလို့ကျွန်မ request လုပ်ထားတော့သူတို့ကလည်းဒါရတယ်ဆီယမမြန်မာဒီကိစ္စကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်အဲ့လိုကျွန်မကိုနားလည်ပေးကြပါတယ်အဲ့တော့ကျွန်မအနေနဲ့လည်းเนาะဒါ April 10ရက်နေ့ကကျွန်မတို့အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပါတယ်เนาะဘာကြောင့်လဲလို့ပြောရင် April 10ရက်နေ့မှာကျွန်မတို့ဂျူအပြောင်းလဲတွေရှိပါတယ်เนาะဒါကြောင့်ကျွန်မ April 10ရက်နေ့ကိုအခုလေးကကျွန်မတို့ရေဒီယာတွေဂျူပြီးတော့လှုပ်ထားနိုင်လှုပ်ထားနိုင်ဖို့အတွက်ကိုကျွန်မဒီ live ကိုလွှင့်တာပါပုံမှန်အချင်းတော့ကျွန်မက ဟို9ရက်နေ့ထိကျွန်မရေဒီယာလေးကျွန်မပေးထားပြီးပြီပေါ့နော်9ရက်နေ့ထိနေ့ကောင်းအခါကောင်းကြောင်းနေကျွန်မပြောပြီးပြီအပြင်8ရက်နေ့ကိုကျွန်မက6ရက်နေ့သို့မဟုတ်9ရက်နေ့ပေါ့နော်6ရက်နေ့ဆိုဒီနေ့ပေါ့9ရက်နေ့ကျွန်မကျွန်မပြောရမှာပါဒါပေမဲ့8ရက်နေ့ဟာ ပြောမယ်ဆိုလို့ရှင်တော့ဂျူအပြောင်းလေးတွေရှိတယ်။ရှင်းရနေဟာရက်ကျန်းတည့်ရက်ဖြစ်တယ်ပေါ့နော်။ဟိုစိတ်ပူပါးတွေရက်တည့်ရက်ဖြစ်တယ်။ဒါအပြင်မြန်မာနိုင်ငံမှာကျမတို့မြန်မာနိုင်ငံမှာလည်းသဘာဝဘေးတွေရှိနေတဲ့အပြင်ကိုနော်လေမုန်တိုင်းလိုဟာမျိုးနော်ငလျင်လိုဟာမျိုးနောက်ပြီးတော့ကျမတို့လေဆင်နှမောင်းလိုဟာမျိုးပေါ့နော်။ဒါမျိုးတွေကြုံနိုင်တာရှိတယ်။အဲ့ဒါကြောင့်ကျမဒီရက်ကိုဒီနေ့ပေါ့နော်ဒီ live ကိုစီစဉ်ရတာဖြစ်ပါတယ်ရှင်။ ်အားလုံးကိုစိတ်ပူစေလိုတဲ့စိတ်ဆန္ဒနဲ့ပြောခြင်းမဟုတ်ပါဘူးကြိုတင်ပြီးတော့ကာကွယ်စရာရှိတာတွေကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက်ကျွန်မပြောတာပါနော် အဲ့တော့ဒီဧပြီလ၈ရက်နေ့ပေါ့နော်ဒီမှာကျမတို့အဲဂျူလီအကြောင်းကိုအရင်ပြောပါမယ်ကျမတို့ဒီမေယာဒီမှာနော်အခုလက်ရှိရှိနေတာကတနင်္ဂနွေဂျူလည်းရှိတယ်တနင်္ဂနွေဂျူဆိုတာလည်းပါပဂျူဖြစ်တယ်နော်ယာဟုလည်းရှိတယ်စနေလည်းရှိတယ်ပါပဂျူသုံးလုံးရှိတဲ့အပြင်ကိုနော်ဗုဒ္ဓဟူးဂျူနဲ့တောက်ကြဂျူလည်းရှိနေတယ်ပေါ့နော်အဲ့တော့ဗုဒ္ဓဟူးဂျူက retro သွားနေတာ retro သွားနေရာနေပြီးတော့ဗုဒ္ဓဟူးဂျူကဧပြီလ၈ရက်နေ့မှာသူက ပြန်ပြီးတော့တမပြန်သွားမယ်ဆိုပြောင်းပြီးတော့သွားမှာပေါ့နော်အဲ့လိုပြောင်းပြီးတော့သွားမယ်ဆိုရင်လေစိတ်ပူပါတယ်ဘာကြောင့်လဲလို့ပြောရင်ဗုဒ္ဓဟူးဂျိုရဲ့သဘောကနော်ပပဂျိုတွေနဲ့ပေါင်းနေဆိုရင် तू ကပပဂျိုတွေကိုအာပပဂျိုလိုမျိုးအာအာပေးတယ်ပေါ့နော်တောမဂျိုတွေကောင်းတဲ့ဂျိုတွေနဲ့ပေါင်းရင် तू ကကောင်းတဲ့ဘက်ကို तू ကအာပေးတယ်အခုသူ့နားမှာရှိနေတာကဗုဒ္ဓဟူးဂျိုနားမှာရှိနေတာကတနင်္ဂနွေရှိနေတယ်ပပဂျိုဖြစ်တဲ့တနင်္ဂနွေရှိနေတယ်ပြီးတော့စနေဂျိုရှိနေတယ်ရာဟုဂျိုရှိနေတယ်အဲ့အတွက်ဒါတွေဟာကျမတို့စိုးရင်ရမယ်အနေထားမှာရှိတယ်ပေါ့နော်ဒါဘီရင် အရာဆိုလို့ရှိရင်တော့ဒါအပြင်အင်္ဂါဂျူဟာနော်ဧပြီလ3ရက်နေ့မှာကြာသပတေးနေ့ပေါ့နော်ကြာသပတေးနေ့နနက်2နာရီ28မိနစ်မှာသူကမေထုံရာသီကနေပြီးတော့ကတကတ်ရာသီကိုသူကပြောင်းသွားတယ်အဲ့လိုပြောင်းသွားတဲ့အတွက်ကောင်းငယ်လို့နော်ပြောနိုင်ပြီမဲ့လေသူဟာဘာနဲ့ဟိုအင်္ဂါဂျူအပြောင်းနေဟာကျမတို့နော်မြန်မာကျမတို့လို့တိုင်းပြည်မြန်မာနိုင်ငံအတွက်ကတော့အင်္ဂါဂျူဟာလေကျမတို့ကဂယူဆိုင်ရတဲ့ဂျူထဲမှာပါတယ်ပေါ့နော်အဲ့တော့သူကဟာဒါတော့ကောင်းတယ်လို့ ဟိုပြောလို့ရတယ်လို့ပဲเนาะတချို့ကိစ္စတွေမှာလည်းအခုလိုကာလတွေမှာလည်းဒါကိုဂရုစိုက်ရမယ်အနေထားရှိတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုဂျိုးအပြောင်းလဲတွေကြောင့်ဧပြီလ၈ရက်နေ့ကနေ၁၂ရက်အတွင်းမှာကျမတို့ဂျုံနိုင်တဲ့ကိစ္စတွေကိုပြောမယ်ဆိုရင်ယာတိဥဒုဟာပို့ပြီးတော့ပြင်းထန်လာမယ်ပူတယ်ဆိုလို့ရှိရင်လည်းအရန်ပူမယ်ပြောမယ်ဆိုလို့ရှိရင်တော့ယာတိဥဒုကမိုးကြီးနိုင်တယ်ရေရှမ်းနိုင်တယ်မြေပြိုနိုင်တယ်ဒါမျိုးကိစ္စတွေဂျုံနိုင်တယ် နော်ဒါကဘယ်ချိန်ထိခြုံနိုင်တာလဲတဘာဝဘေးကဘယ်ချိန်ထိရှိနေတာလဲလို့ပြောရင် Yahoo နဲ့စနေနဲ့ထိတ်တိုက်တွေ့ကြတဲ့အချိန်ထိဒါဟာရှိနေနိုင်တယ်နော်အဲ့တော့ဒီကိစ္စကတဘာဝဘေးကပြောမယ်ဆိုရင်တော့ April တစ်လလုံးစိတ်ပူရတဲ့အနေအထားမှာရှိတယ်အဲ့ဒီထဲကမှ April 10ရက်နေ့နဲ့12ရက်နေ့ကတော့ပို့ပြီးတော့စိတ်ပူရတဲ့အနေအထားမှာရှိတယ်10ရက်နေ့ကဘာကြောင့်စိတ်ပူရတာလဲလို့ပြောရင်ဗုဒ္ဓဟူးချိုအပြောင်းလဲကြောင့်စိတ်ပူရတယ်လို့12ရက်နေ့ကဘာကြောင့်စိတ်ပူရတာလဲ12ရက်နေ့ကနေ20ရက်နေ့အတွင်းမှာ ယာဟုဂျူနဲ့စနေဂျူဟာ crossing ဖြတ်တုံအန်တာတစ်ခုထဲမှာသွားပြီးတော့ကြားတဲ့အတွက်ကိုစိတ်ပူရတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဟာရဲ့ဒီလိုမျိုးဂျူအနေထားကြောင့်ကျမတို့ဂျုံနိုင်တာတွေကဘာတွေဂျုံနိုင်တယ်လဲဂျုံနိုင်တာလို့ပြောမှာပြောတာပါနော်လုံးဝကြီးဂျုံမဲလို့100%ကြီးကျမမပြောပါဘူးဂျုံနိုင်တာဘာတွေဂျုံနိုင်တယ်လဲဆိုရင်ယာတီဥဒု ို့ပြီးတော့ပြင်းထန်လာမယ်เนาะမိုးကြီးတာတို့ရေရှမ်းတာတို့မြေပြိုတာတို့ငလျင်ဆက်ပြီးတော့လှုပ်တာတို့เนาะမုန်တိုင်းတိုက်တာတို့ဒါမျိုးတွေကျုံနိုင်ပါတယ်ဒါနံပါတ်1ပေါ့နံပါတ်2ကကြတော့ယောဂါတွေကျုံနိုင်ပါတယ်ဘာတွေလဲလို့ပြောအဆုတ်နဲ့ပတ်သက်တဲ့เนาะဒီအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်နိုင်နေလေငန်းယောဂါတွေဖြစ်နိုင်နေနောက်အရေပြားနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်နိုင်နေဝမ်းနာလေနာတွေဖြစ်နိုင်ပါတယ်เนาะအဲ့လိုမျိုးယောဂါတွေကျုံရနိုင်ပါတယ်เนาะနောက်တစ်ခုကတော့ဒါကတော့စိတ်မကောင်းစရာကိစ္စပါเนาะဒါကတော့ကျွန်မတွေ့ းလိုက်တာဟိုဂျူရီအားတွေကိုကြည့်ပြီးတော့တွေးလိုက်တော့ကျွန်မတော်တော်စိတ်မကောင်းဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့အကူအညီပေးနေတဲ့ကိစ္စတွေရက်တန့်သွားနိုင်တာကိုကျွန်မတွေ့တယ်ပေါ့နော် အကူအကူအညီပေးနေတာတွေအားလုံးရက်တန့်သွားနိုင်တဲ့အနေအထားရှိပါတယ်အဲ့ဒါကိုတွေ့တယ်အဲ့တော့ဒါလည်းမကျွန်မမပြောချင်ဘူးဒါလည်းလေဒါပေမဲ့လည်းအဲ့ဒါတကယ်ကိုတွေ့နေရဖြစ်တဲ့အတွက်ကိုဘယ်လိုပြောရမလဲဟိုပေါ့ဒီကာလမှာကျွန်မတို့ ခက်ခဲတဲ့အနေအထားတစ်ခုကိုကျမတို့အကုန်လုံးအတူတူဖြတ်သန်းကြမယ်ပေါ့နော်။အုံစည်းနှုံးတွေစားတောက်ကုန်တွေမတိမငိမ့်ဖြစ်နိုင်တာလေတွေ့ရတယ်။နောက်တစ်ချက်ကဂျူစနေဂျူနဲ့ယာဟုဂျူရဲ့အနေအထားကြောင့်စေဝါးတွေပြက်လက်တာမျိုးကျွားတက်ပါလေ။နောက်စားတောက်ကုန်တွေနော်အဓိကတော့ဈေးတွေအရန်ကြီးတက်သွားနိုင်တာကစေဝါးနဲ့ရေရေရေဈေးတွေတက်သွားနိုင်ပါလေ။ဒါမျိုးတွေကျမတို့ကျွားနိုင်နေ။နောက်ဆန်စီစားဆေးပေါ့နော်။ဒါတွေကလည်း ဈေးအမြင့်ပိုင်းမှာရှိပြီးတော့တချို့လူတွေအတွက်ခက်ခဲနိုင်တာတွေတွေ့ရပါတယ်เนาะအဲ့တော့ဒီလိုကာလတွေမှာကျမတို့ဗာပဲပြောပြောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်နဲ့ကျမတို့ဖြတ်တန်းကြမယ်ကျမအဲ့ဒါတော့ကျမမေတ္တာနဲ့ထပ်ပြီးတော့တိုက်တွန်းပြစေအဲ့တော့ရှင်းရနေပေါ့နော်ဧပြီလ၈ရက်နေ့ဟာနှောင်းကူလာပြီကျော်၁ရက်နေ့ဧပြီလ၈ရက်နေ့နှောင်းကူလာပြီကျော်၁ရက်နေ့ဟာကျမတို့เนาะသူကသီစီတက်တဲ့ကာလဒါနရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะနေ့၁၂နာရီနောက်ပိုင်းမှာ เนาะကာလဌာနယုတ်ဆိုတာဒါလူတွေအများကြီးကိုတည်ကြည်ပျက်စီးစေတဲ့ယုတ်ကိုအဲ့လိုယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်အဲ့တော့တနေ့တာလုံးအဲ့နေ့ဟာပြောမယ်ဆိုရင်တော့ဧပြီလ10ရက်နေ့ကတနေ့တာလုံးနေ့မကောင်းပါဘူးเนาะနေ့မကောင်းတဲ့အတွက်ကျွန်တော်တို့ကအထူးကိူးဆိုင်ပြီးတော့နေရပါမယ်เนาะအထူးကိူးဆိုင်ပြီးတော့နေပါဟုတ်ပြီအဲ့လိုနေမှာကျွန်မကရည်ရည်တခုကျွန်မလောက်ထားပါတယ်အဲ့ဒါပါလေဆိုတော့เนาะမြန်မာနိုင်ငံအတွက်ဆိုရင်ဧပြီလ10ရက်နေ့ကနေထွက်ချိန်ဟာ หนีถั่วฉิ่งเนาะหนีถั่วฉิ่งอ่ะมะเน6นาทีเนี่ย14มินิมาหนีถั่วไปแล้วจม้าก็9นาทีเนี่ย30มะต่ายกินมาปฐมอฉิ่งมาเยเดียลุกเสียจม้าเลยเนาะหนีจ้านเนี่ยด้วย ไอ้นี่มาတော့ตะเกโกเยเดียลุกเสียจินเนี่ยอหมองกาละก็တော့ตะนี่ลงอหมองกาละโหลပြောလို့ရနိုင်เนี่ยหนีဖြစ်ပါတယ်အဲ့တော့ไอ้นี่มา အများစုဝိသနဲ့အယောင်ကတော့အဖြူရောင်ဖြစ်ပါတယ်။ကံကောင်းစေတဲ့အယောင်ကတော့အဖြူရောင်ဖြစ်တယ်။ရေရာနေနဲ့မလုပ်ရမလဲလို့ပြောရင်ကျမတို့နဝင်းစွန်းကပ်ပါမယ်။နော်နဝင်းစွန်းဆိုတာကျမတို့ထမင်းအဖြူကိုစွန်းလို့ခေါ်ပါမယ်။စွန်းကိုကျမတို့ကစီဆန်းစားဖြူပြီးတော့နော်ဖျားမှာလှူပါမယ်။နဝင်းစွန်းကပ်ပါမယ်။နော်လက်ဖက်ကိုတွဲပြီးတော့ကတ်လို့ရပါတယ်။လက်ဖက်မှာဘာစီမှမဆမ်းဘူး။ဘာစားမှမဆမ်းမနဲ့ပကံအဖြူပေါ်မှာလက်ဖက်အသားကြီးပဲ။နော်အကြော်ရပါရင်မထည့်ဘူး။လက်ဖက်အသားကြီးတင်ပြီးတော့ကတ်ပါမယ်။အဲ့ဒါလေနဝင်းစွန်းပါပဲနော်။နဝင်းစွန်းကပ်ပါမယ်။ပြီးတော့ ော့ကျမတို့အဲ့နေ့မှာကျမတို့ကမုတ်အနီရောင်မုတ်ညီဆိုတာအနီရောင်ရှိတဲ့မုတ်ရှစ်ခုကိုကျမတို့လှူဒန်းပါမယ်နော်တခါလေးတွဲပြီးတော့ကပ်ပါမယ်မှတ်ထားပေးပါနော်အနီရောင်ရှိတဲ့မုတ်ရှစ်ခုဘာအရောင်အနီရောင်ရှိရင်ရပြီနော် အနီရောင်ရှိလဲမဟုတ်၈ခုမှချုပ်ချင်းအနီရောင်လေး၈ခုလေးရတယ်နော်ကျွန်မဆိုရင်ဘာလုပ်လဲဆိုတော့ဝေဖာအနီရောင်လေး၈ခုဝေဖာကိုဝေဖာတစ်ချက်ကိုကျွန်မအနီရောင်ဟိုပါပေါ့ဝေဖာအနီလေးကို၈ခုဖြစ်အောင်လုပ်တယ်ပေါ့နော်အဲ့၈ခုဆိုရင်ရပါတယ်ဟုတ်ပြီအဲ့ဒါပြီးတော့ကျွန်မတို့ဘာလုပ်မလဲပေါ့နော်ကျွန်မအဲ့နေ့ကနေ၈ရက်နေ့ကနေပြီးတော့၁၂ရက်နေ့ထိလုံးဝမင်းအဋိဌံဟိုကျွန်မပြောပါမယ်ခုနကကျွန်မပြောသလိုပဲနဝင်းဆုံးကတ်မယ်နော်လက်ဖက်လှူမယ်နောက်ပြီးတော့မုံမုံနီမုံအနီရောင်မုံ လူပါမယ်အဲ့ဒါကအင်္ဂါနေ့မှာပြီးရင်ကျမတို့ကဘာလုပ်မလဲလို့ပြောရင်နော်တတနကုံကိုကျမတို့ဒီပါဖះရှိခိုးမယ်ပေါ့နော်ကျမပြန်ပြောပါမယ်နော်ဖះရှိခိုးမယ်ဖះရှိခိုးဖះမရှိခိုးခင်မှာကျမတို့ဘာလုပ်မလဲလို့ပြောရင်ဖះရှင်ကိုအလင်းတိုင်းနော်အလင်းတိုင်း၃တိုင်းအမွှေးတိုင်း၅တိုင်းပူဇော်မယ်အလင်းတိုင်း၃တိုင်းအမွှေးတိုင်း၅တိုင်းပူဇော်မယ်ပြီးရင်ကြေးဖလားလေးရှိတယ်ဆိုရင်ကြေးဖလားလေးတစ်လုံးထဲမှာ ဖျောင်းနိုင်တဲ့တိုင်ကိုကျမတို့မီးထုံးမယ်ကြီးဖလားထဲမှာဖျောင်းနိုင်တဲ့တိုင်ထည့်ပြီးတော့ဖျားစင်ပေါ်မှာအရင်ဥဆုံးပူဇော်ပြီးတော့မီးထုံးပါမယ်နော်ပြီးလို့ရှိရင်အဲ့ဒီဖျောင်းဒီဖျောင်းနိုင်ထွန်းထားတဲ့ကြီးဖလားလေးကိုကျမတို့ကနော်ရေကန်ကိုရိတ်ကိုဘေးနားမှာပဲရေစလုံးပဲဖြစ်ဖြစ်နော်ဒီဟို ဟိုပေါ့ရေစလုံးပဲဖြစ်ဖြစ်နော်ရေအိုးပဲဖြစ်ဖြစ်နော်တခခုထားထားပါအဲ့ဒီမှာအဲ့ဒီခုနအခြေဖလားလေးကိုပူဇော်ပြီးမှနော်အဲ့ဒီစလုံးလေးကိုကျမတို့ပြန်ပြီးတော့ပြောင်းထည့်မယ်နော်အဲ့တော့ဆက်ဖျားမှာပူဇော်နေတဲ့အချိန်မှာတော့အဲ့ဂျေဖလားလေးထဲမှာဖျားနိုင်တစ်တိုင်းထုံးပြီးတော့ပူဇော်ထားမယ်ဖျားရှင်ကိုဖျားနိုင်သုံးနိုင်ပူဇော်ထားတာတက်တက်အမွှေးနိုင်၅တိုင်ပူဇော်ထားတာတက်တက်နော်အဲ့လိုပူဇော်ထားပြီးပြီဆိုရင်ကျမတို့ စွန့်နေလဲကပ်ပြီးပြီဖះရှိခိုးမယ်ငါးပါးတီလာကိုတိတ်တိတ်ချာချာယူပါမယ်ငါးပါးတီလာကိုတိတ်တိတ်ချာချာယူပြီးရင်တရဏဂုံတီပါမယ်တရဏဂုံကိုကျမတို့ပဒီတစ်ပတ်စိတ်လိုက်မယ်နော်ဗုဒ္ဓံတရဏကိသာမိဓမ္မံတရဏကိသာမိတန်ခံတရဏကိသာမိနော်တလုံးချလို့ရတယ်ဗုဒ္ဓံတဏ္ဍကိသမိဓမ္မံတဏ္ဍကိသမိတန်ခံတဏ္ဍကိသတလုံးညစီချသွားလို့ရဗုဒ္ဓံတဏ္ဍကိသမိဓမ္မံတဏ္ဍကိသမိတန်ခံတဏ္ဍကိသဆိုတော့ပတိတပတ် တည်အောင်စိတ်ပါမယ်အဲ့လိုပတိတပတ်တည်အောင်စိတ်ပြီးပြီးဆိုရင်တန်ပုတ်တွေကို36ခါပူဇော်ပါမယ်တန်ပုတ်တွေ36ခါပူဇော်မယ်တန်ပုတ်တွေ36ခါပူဇော်ပြီးပြီးဆိုရင်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်ပါမယ်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်မယ်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်ပြီးပြီးဆိုရင်မေတ္တာတုတ်ကိုကျမတို့28ခေါက်ပူဇော်ပါမယ်မေတ္တာတုတ်ကိုကျမတို့28ခေါက်ပူဇော်ပြီးပြီးဆိုရင်ကျမတို့ကနမင်းကြီး၄ပါးကိုမေတ္တာပို့ပြီးတော့ကျမတို့ဆုတောင်းပါမယ်เนาะဘလို့ဆုတောင်းမလဲဆိုတာကျမအခုပြောပြပါမယ် အရှိဘရဲ့နိုင်ရှိသောတထရထနမင်းကြီးကျမ်းမာပါစီချမ်းသာပါစီဖုံတို့များလဲတိုးတက်ပါစီအရှိရဲ့မှာတထရထနမင်းကြီးတောင်ရဲ့နိုင်ရှိသောဝိဟုတကနမင်းကြီးကျမ်းမာပါစီချမ်းသာပါစီ ဖုံတို့များလဲတိုးတက်ပါစီနော်ပြီးရင်အနောက်ရက်မှာဝိယူပခနတ်မင်းကြီးကျမ်းပါပါစေချမ်းသာပါစေဖုံတို့များလေးတိုးတက်ပါစေမြောက်ရက်ကကုဝေရနတ်မင်းကြီးကျမ်းပါပါစေချမ်းသာပါစေဖုံတို့များလေးတိုးတက်ပါစေ အဲ့လိုမေတ္တာပို့ဆူတောင်းပြီးပြီဆိုရင်နမင်းကြီးတို့နမင်းကြီးများရဲ့မဟာကျူနာတော်ဖြင့်တဘာဝဘေးများကင်းဝေးပြစေတတဝါဒီပေါ်မှာတဘာဝဘေးများနော်မကြောက်စေသေးဘေးအန္တရာယ်များကင်းဝေးစေဖို့ကျွန်ုပ်ကမေတ္တာပို့ဆူတောင်းပါတယ်ဆိုပြီးတော့နမင်းကြီးလေးပါးကိုအဲ့ဒီလိုသုံးချိန်တိုင်းတိုင်းရုပ်ပြီးတော့เนาะကျမတို့အဲ့လိုဆူတောင်းပါမယ်เนาะနမင်းကြီးများရဲ့မဟာကယုဏတော်ဖြင့် နော်တဘာဝဘေးများမှတဘာဝဘေးအန္တရာယ်များမှကင်းဝေးပြစေကင်းဝေးစေဖို့စောင့်ရှောက်ပေးပါလို့လည်းဆုတောင်းလို့ရတယ်နော်ဒါကျမတို့ကအရင်ဆုံးတော့နော်ဟိုကျမချမ်းသာစေဖို့အတွက်ကျမတို့ကဒါမေတ္တာပို့မယ်ပေါ့နော်ကျမပါစီချမ်းသာပါစီဖုန်းကူတိုးပါစီဒါတွေပို့ပြီးရင်ကျမတို့နော်နမင်းကြီးတွေကိုစောင့်ရှောက်ပေးဖို့နော်အဲ့ဒီလိုမျိုးကိုကဆုတောင်းလို့ရပါတယ်နော်အဲ့တော့ဟုတ်ပြီအဲ့လိုလုပ်ပြီးပြီနမင်းကြီးတွေကိုနော်အဲ့ဒီလိုလုပ်နေရင်းနဲ့မှ အတိတ်ဆိုးနမိတ်ဆိုးတွေနဲ့ကြုံလာတယ်ဆိုတာရှိတတ်တယ်နော်အဲ့လိုမျိုးလုံနေရင်ဒါကတော့မနှက်ပိုင်းမှာလုတ်ပြီးသွားပြီဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာလေးနေတာပဲဖြစ်ဖြစ်အတိတ်ဆိုးနမိတ်ဆိုးတွေကိုကတခုခုမြင်လိုက်ရတာပဲဒီအဲ့လိုကြုံခဲ့ရင်နော်ဘာပရိကြီးဆက်တတုတ်ရွတ်ပါမယ်ဒါပေမဲ့တချို့ကပရိကြီးဆက်တတုတ်လုံးရွတ်ဖို့ပြင်းတဲ့လူတွေရှိတယ်နော်အဲ့ဒါဆိုရင်ကျွန်မကဘာတုတ်ကိုရွတ်စေချင်တယ်လဲလို့ပြောရင်နော်ခန္ဓာတုတ်ရယ်ပုံပနာတုတ်ရယ်အဲ့ဒီတုတ်နှစ်ခုကိုတော့ဖြစ်အောင်ရွတ်ပေးပါ နော်ခန္ဓာတုံနဲ့ပုပ္ပနာတုံအဲ့တုံနှစ်ခုအပြိကြီးဆက်တုံကိုယူရမှာပြင်းနေဆိုရင်ခန္ဓာတုံနဲ့နော်ပုပ္ပနာတုံကိုတော့အဲ့တုံနှစ်တုံကိုတော့ဖြစ်အောင်ယူပေးပါကျွန်မကမေတ္တာရက်ခံနေပြီးတော့ဒါဒနာပရိတ်ကိုလည်းနေ့တိုင်းပူဇော်ပေးပါနော်ဟာဆီယမပရိတ်ကြီးဆက်တုံပူဇော်ခိုင်းတယ်ဒါဒနာပရိတ်ပူဇော်ခိုင်းတယ်လို့ကျွန်မကိုအဲ့လိုမြင်နိုင်ပါတယ်ဒါပေမဲ့ကျွန်မတကယ်ကိုဒါဒနာပရိတ်ရဲ့အစွမ်းတကူကိုလည်းကျွန်မယုံကြည်တယ်အဲ့ဒီလိုပဲနော်မေတ္တာတုံနော်ကျွန်မကိုလေဟိုကျွန်မ တခုကျွန်မသိသွားတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီဘလိုမျိုးပေါ့နော်ဒီသဘာဝဘေးတွေကိုကျွန်မတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဘလိုမျိုးနှီးနေနော်ကြော်လွားနိုင်တယ်လေနော်ဂျိုစီချုံနေမကောင်းတဲ့အခါမှာကျမတို့ကနော်ဂျိုစီချုံနေမကောင်းတဲ့ပုပ္ပနာတုတ်ပရိဂျစ်ဆက်တတုတ်ကျမတို့ကပူစောတယ်ဒါမှန်နေဒါပေမဲ့တချို့ကြတော့ပရိဂျစ်ဆက်တတုတ်ပူစောဖို့အတွက်တချို့လူတွေအတွက်ခက်ခဲတာမျိုးရှိတယ်အဲ့လိုလူတွေအတွက်ကဘာဟိုဟွာဖြစ်စေတလဲလို့ပြောရင်ကျမစစ်တာဘာဝနာပွားတာကအထီရောက်ဆုံးပဲနော်ဂျိုစီချုံနေမကောင်းဘူး နော်ရောက်လာနိုင်မဲ့ဘေးတွေမကြုံရတော့ဘူးအဲ့ဒါကျမကိုတွေ့တကယ်ပါနော်ကျမ2022ကမှစပြီးတော့ကျမမြတ်တာဘာဝနာပွားပါတယ်အဲ့လိုပွားတဲ့အချိန်ကနေစပြီးတော့ကျမပွားတဲ့အခါမှာ32ဘုံကိုမြတ်တာပို့တဲ့နီးနဲ့ကျမတနေ့ကိုမြတ်တာတုပ်ကို32ခေါက်ပွားတာပါနော်တနေ့ကိုမြတ်တာတို့32ခေါက်ကျမပွားတယ်ပြီးမှကျမကနော်တရားထိုင်တယ်လို့မြတ်တာဘာဝနာပွားတယ်နီးကိုလောက်တာပထမဦးဆုံးတော့ကျမကတရားတန်းပြီးတော့တရားမထိုင်နိုင်ပါဘူးအဲ့ဒီမြတ်တာတုပ်ကိုတနေ့ကို32ခေါက်ပူဇော်တာပဲ ွားများတာပဲရှိပါတယ်เนาะအဲ့တော့အဲ့လိုပွားတဲ့အကျိုးကျေးဇူးကဘာဖြစ်တယ်လဲလို့ပြောရင်ကျမသူယုံမာတွေနဲ့ဝေးဝေးလာတယ်เนาะကျမအဲ့ဒီမြတ်တာဘာဝနာပွားပြီးနောက်ပိုင်းမှာကျမတွေ့သမျှလူကောင်းနေကြီးပဲနော်တကယ်ကိုကျမတွေးသည်မြကြုံသည်မြအကုန်လုံးကလူကောင်းလေးကြီးပဲတွေးလိုက်တာနဲ့ကျမကိုကူမဲကူညီမဲဆိုတဲ့လူတွေကြီးပဲအဲ့လိုလူမျိုးတွေနဲ့ပဲကျမတွေးပါတယ်နော်အဲ့ဒါဟာတကယ်ကိုမြတ်တာဘာဝနာပွားတဲ့အကျိုးကျေးဇူးလို့ကျမလေးလေးနက်နက်ယုံကြည်တယ်အဲ့ဒါကြောင့် နော်ချက်တော်သူများလည်းမေတ္တာဘာဝနာကိုပွားပေးပါဒါဒနာပရိတ်ကိုလည်းပူဇော်ပေးပါကျမဒါဒနာပရိတ်ကိုကျမမေ့နေတာတော်တော်ကြာပါပြီဒါပေမဲ့ကျမဖေဖေကဒါဒနာပရိတ်ကြောင့်မီးကွင်းခဲ့ဘူးလေနော်ကျမငငယ်တုန်းကကျမဖေဖေကဒါဒနာပရိတ်ကိုငငယ်လေးတည်းကကျမပူဇော်တတ်တယ်ဖေဖေကပြောတယ်တမီးဒါဒနာပရိတ်ကနော် ူဇော်ရတဲ့အကျိုးကျေးဇူးတွေရောအ내အတိတ်တွေရောငငယ်လေးတဲ့ဖဖေကကျွန်တော်တို့မောင်နှမတွေကိုပြောပြရတယ်တင်ပေးခဲ့တယ်။ဘာကြောင့်လဲဖဖေကိုယ်တိုင်နော်ဖဖေနဲ့သူ့ရဲ့တပည့်လေးအတူတူနော်ဟိုဖဖေကမီးမီးချစ်ကနေမီးပြနေတယ်သူ့တပည့်လေးကဖဖေနားမှာဟိုအလုပ်ဖဖေရှီကနေရှေ့နေပညာသင်တဲ့တပည့်ပေါ့နော်ဖဖေတပည့်ကဒီလိုမျိုးဟိုမီးအိမ်ထဲကိုသူကရင်းနှံစီရင်းနှံစီလောင်းထဲတာနော်အဲ့ဒီအချိန်မှာမီးကဖဖေနဲ့တော်တော်ဝေးပါတယ်မီးကဘလို့ဖြစ်လဲဆိုတော့မီးကထပြီးတော့ဟာတာရင်းနှံစီနဲ့ဒီဟိုပေါ့ gas မီးနဲ့ဆိုတော့တွေ့တော့ အဲ့မီးရလေဖဖေးအမှန်တော့ဖဖေးကိုဟတ်ရမှာဖဖေးကိုမဟတ်ဘဲနဲ့ဖဖေးကိုကြော်ပြီးတော့အဲ့ဒီအကိုသွားပြီးတော့ဟတ်တာပေါ့နော်ဟာအဲ့တော့လေကြိလိုက်တာအဲ့တော့ဖဖေးကလေဩတဲ့ဒါပြောဖဖေးဖြစ်ရမှာပေါ့နော်ဒါပေမဲ့ဖဖေးကကသူကဓာတနာပရိတ်ကိုအမြဲတမ်းပူဇော်တယ်ဓာတနာပရိတ်ပူဇော်တဲ့ဒါအကျိုးပေါ့နော်အဲ့တော့ကျမကလေမေတ္တာရက်ခံခြင်းနဲ့ဓာတနာပရိတ်ကိုပူဇော်ပါလို့ကျမကမေတ္တာရက်ခံခြင်းနဲ့နော်အဲ့တော့ဆက်ပြီးတော့ကျမပြောပြစီနော်အဲ့တော့ ခုနပြောတဲ့အတိတ်တန်ပေါ့နော်အဲ့လိုပူဇော်ပြီးပြီဆိုရင်စောစောတုန်းကကျမပြောခဲ့တဲ့နော်ရေကွက်ထဲကြီးကွက်ထဲမှာကျမတို့ထည့်ထားတဲ့ကြီးကွက်ထဲမှာထည့်ထားတဲ့ဖျောင်းနိုင်လေးထွန်းထားတဲ့နော်ဒီကြီးဖလားလေးကိုရေအိုးကိုနားမှာရှိတဲ့ရေအိုးသို့မဟုတ်ရေဘုံထဲမှာ ထည့်လိုက်ပါထည့်လိုက်တဲ့ခါကျတော့ तू ကပေါ်နေအောင်ထည့်ပါเนาะအဲ့လိုထည့်ပြီးပြီဆိုရင်ကိုကဘာပြောရမလဲဆိုရင်เนาะတဘာဝဘေးကင်းကြပါစေเนาะခုနှစ်သားသမီးတွေတဘာဝဘေးကင်းပါစေတတ္တဝါတွေတဘာဝဘေးတံမှလွတ်ကင်းပါစေကို့အတွက်ကိုဆူတောင်းစရာမလိုဘူးအဲ့လိုမျိုးဆူတောင်းပေးပါเนาะဒါဟာဆူတောင်းပေးတဲ့လူများရင်များသလားကျမတို့ဒီတဘာဝဘေးကိုကျမတို့เนาะကြော်လွှားနိုင်ပါလိမ့်မယ်เนาะအဲ့တော့ကျမဟိုကျမဒါကိုเนาะကျမ ဘလို့ပြောရမလဲအကောင်းဆုံးကျမတို့ဟိုဖြတ်ကျော်နိုင်ဖို့အတွက်ဆိုရင်ကျမတို့မှာတခြားအားကိုးစရာလည်းမရှိပါဘူးเนาะဒီလိုမျိုးမင်းဆိုမင်းညစ်တွေနဲ့ကျမတို့ကြုံနေရတဲ့ကာလမှာ နော်အဲ့တော့ကျမတို့ရဲ့ဒါနသီလဘာဝနာကိုပဲကျမတို့အားကိုးကြမယ်နော်ဒါနသီလဘာဝနာကိုအားကိုးမယ်နတ်မင်းကြီးတွေကိုကျမတို့မြတ်တာပို့မယ်နော်နတ်မင်းကြီးတွေကလည်းတကယ်ကိုစောင့်ရှောက်ပါတယ်နော်ကျမကတော့ဒီနတ်မင်းကြီးလေးပါးတွေ32ပုံကိုကျမကယုံကြည်တဲ့လူဖြစ်တယ်နော်အဲ့ဒါကြောင့်ကျမအမြဲတမ်းလည်းမြတ်တာပို့တယ်နော်သူတို့ကိုလည်းကျမတို့ကိုကူညီစောင့်ရှောက်ဖို့ကိုကျမအမြဲတမ်းပဲနော်မြတ်တာပို့ပြီးတော့ဟိုကဆုတောင်းပါတယ်နော်အဲ့တော့ဟိုဟိုပြောမယ်ဆိုလို့ကျော်ကိုးကွယ်ဖို့မဟုတ်ဘူးနတ်မင်းကြီးတွေဒါပေမဲ့အားကိုးလို့တော့ရတယ်နော်အားကိုးဖို့တော့ဟုတ်ပါတယ်နော်အဲ့တော့ဧပြီလ10ရက်နေ့ကိုအဲ့လိုမျိုးကျမတို့ ို့ဖြတ်တန်းမယ်ဟုတ်ပြီဧပြီလ9ရက်နေ့ပေါ့နော်9ရက်နေ့ကိုကြည့်မယ်ဆိုရင်တော့9ရက်နေ့ကတော့သူကနော်ဗုဒ္ဓဘုရားဖြစ်တယ်နော်ပြောမယ်ဆိုလို့ရှိရင်နော်သူတိယရုပ်ရတယ်ဖြစ်တယ်နော်သူတိယရုပ်ဆိုတာကကျမတို့ပြောမယ်ဆိုလို့ရှိရင်တော့ចောင်းအိမ်တိုက်တာတွေအဆောက်အဦတွေနော်စောက်လုံရနိုင်စေတဲ့ရုပ်ဖြစ်တယ်နော်အဲ့ဒီရုပ်ကတော့ဗုဒ္ဓဘုရားမှာအဲ့ဒီပြောမယ်ဆိုလို့ရှိရင်တော့နေရအသင့်တင်ကောင်းတဲ့နေလို့ပြောလို့ရပါတယ်ဒါပေမဲ့အမောင်ကာလရှိအမောင်ကာလကနော်နေ့12နာရီရနေပြီးတော့နေ့တနာရီနဲ့30မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူး ်အိမ်ပြင်ကျင်တဲ့လူတွေပါလေအဲ့ဒီမှာစတိလေးပြင်လို့ရတယ်ဒါပေမဲ့အမောင်ကာလဖြစ်တဲ့နေ့၁၂နာရီကနေနေ့၁နာရီ၃၀အတွင်းကတော့မပြင်ပါနဲ့အဲ့ဒီဟာအခါမကောင်းပါဘူးเนาะအဲ့ဒီနေ့မှာကျမတို့ဟုတ်ပြီအဲ့ဒီနေ့မှာရောเนาะဘာတွေဆက်ပြီးတော့ပူဇော်မလဲကျမခုနကပြောတဲ့ နော်ဖျောင်းနဲ့အလင်းတိုင်းပေါ့နော်အလင်းတိုင်း၃တိုင်းအမွှေးတိုင်း၅တိုင်းဟုတ်ပြီဆရာမရေကျွန်တော်တို့နေတိုင်းတော့အဲ့ဒါကြီးမထွန်းနိုင်ဘူးလားဟလာဒါလဲငွေကြီးအခက်ကြီးရလေရှိသေးတာဟုတ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲလို့ပြောရင်နေသားအလိုက်နော်ပူဇော်ရမယ့်ဟာကိုကျွန်မပြောပါမယ်နော်တနင်္ဂနွေသားသမီးတွေဆိုရင်ဖျောင်းနိုင်တတိုင်းထုံးပြီးတော့ပူဇော်ပါဖျောင်းနိုင်တတိုင်းထုံးပါတနင်္လာသားသမီးနဲ့ကြာသပတေးသားသမီးကတော့နဝင်းစွန့်ကတ်ပါနော်နဝင်းစွန့်မကတ်နိုင်ဘူးဆိုရင်လက်ဖက်ကိုနဝင်းစွန့်နေနဲ့ကတ်လို့ရပါတယ်နော်လက်ဖက်လေးကိုနည်းနည်းပုံလိုက်နည်းနည်းလေးလက်ဖက်လေးကိုစွန့်တော်အတွက်ကိုဒါနည်းနည်းလေး းခွဲထားပြီးတော့လက်ဖက်လေးကိုအငဲတန်းပုံပြီးတော့လှူဒန်းလို့ရတယ်အဲ့ဒါကနဝင်းဆုံးပါနော်ကြာတပရီနဲ့တနင်္လာသာသမီကနဝင်းဆုံးကတ်လူပါနော်အင်္ဃာနဲ့ရဟုသာသမီကရက်တောင်လုပ်ပြီးတော့ဖះကိုလှူပါရက်တောင်လို့ပြောတဲ့ခါမှာကျမတို့နော်ပြောမယ်ဆိုလို့ရှိရင်ကိုဟာကိုစက်ကူဖြူဖြူလေးနဲ့ရက်ကောင်လေးချိုးပြီးတော့ဖះကိုတနေ့ကိုရက်တောင်တစ်ခုတစ်ခုရက်လှူလို့ရပါတယ်နော်စနေသာသမီကတော့အမွှေးတိုင်းတဒါ နော်အမွှေးတိုင်ထွန်းပြီးတော့ပူဇော်ပါဗုဒ္ဓဘူးသာသမီးကတော့ဖြော်ရည်ပူဇော်ပါတချို့လူတွေကခက်ခဲတယ်ဖြော်ရည်မရှိဘူးဆိုရင်ရည်ထဲမှာတကြားလေးထည့်နော်ရည်ထဲမှာတကြားလေးထည့်ပြီးတော့နော်တကြားဖြော်ရည်လေးလှူဒန်းလို့ရပါတယ်နော်တောက်ကြသာသမီးတွေကတော့တောက်တော်ရည်ကတ်လို့ရပါတယ်နော်တောက်ကြသာသမီးတွေကရိုးရိုးရည်သက်တောက်တော်ရည်ကိုပဲကတ်လို့ရပါတယ်နော်အဲ့လိုကတ်ပြီးပြီဆိုလို့ရှိရင်နော်စောလုံးကကျွန်မပြောသလိုပဲတရဏဂုံတီမယ်ဗတိတရဏဂုံတီဆောက်မယ်ပေါ့နော်အဲတီလာတီလာယူမယ်တရဏဂုံတီဆောက်မယ်ပြီးရင်ကျွန်မတို့နော်စောလုံးကအတိုင်းမယ်သံပုတ်တွေ 36ခောက်ရွတ်မယ်ဒါရဏပရိတ်ကိုတစ်ခောက်ပူဇော်မယ်ပြီးရင်မြတ်တာသုတ်ကို28ခောက်ပူဇော်မယ်နမင်းကြီးတွေကိုတဘာဝဘေးရနေလုကင်းစေဖို့ကင်းဝေးစေဖို့အတွက်မြတ်တာပို့ပြီးတော့ဆုတောင်းမယ်ပေါ့နော်ဒါတွေလုပ်မယ်ဒီညမှာတချို့ကမြတ်တာသုတ်မရဘူးဆိုရင်ဘယ်လိုလုပ်မလဲဒါလေးရှိတယ်နော်မြတ်တာသုတ်မရဘူးဆိုရင်အခုကျမပြောတဲ့အတိုင်းကိုပူဇော်လို့ရပါတယ်နော်ဘာလဲလို့ပြောရင်နော်ကျမတို့နော်ဟို တယောက်ကိုတယောက်မြေတားပို့တယ်လို့ပဲเนาะเนาะလူနဲ့ပြမှာတတ္တဝါတွေကျမ်းမာပါစီချမ်းသာပါစီဘေးရန်ဘေးရန်ကင်းကြပါစီဆင်းရဲဒုက္ခကင်းကြပါစီကောင်းရာမွန်ရာတို့ကိုသာဆင်ဆက်မပြတ်ဆောင်ရွက်နိုင်ကြပါစီဒါကိုကျမတို့เนาะ28ခေါက်ပြည့်အောင်ယူပြီးတော့เนาะဆူတောင်းလို့ရတယ်เนาะလူနဲ့လူနဲ့ပြမှာတတ္တဝါတွေဆိုတာ30ပုံအကုန်ပါပါတယ်เนาะလူနဲ့ပြမှာတတ္တဝါတွေကျမ်းမာကြပါစီချမ်းသာကြပါစီဘေးရန်ကင်းကြပါစီဆင်းရဲဒုက္ခကင်းကြပါစီကောင်းရာ ွန်ရာတို့ကိုသာစင်ဆက်မပြတ်ဆောင်ရွက်နိုင်ကြပါစေအဲ့လိုမျိုးကျမတို့28ခါရွတ်ဖတ်ပြီးတော့နော်မြစ်တာဘာဝနာပွားလို့ရပါတယ်နော်အဲ့တော့စေရနေ့ဧပြီလစေရနေ့ကကြတော့သူကတော့နော်နည်းနည်းရနည်းနည်း ပြောမယ်ဆိုလို့ရှိရင်တော့အကောင်အဆိုးရောထွေးနေတဲ့ရက်ဖြစ်တယ်เนาะသူကကဒါရုပ်ရထားတယ်ကဒါရုပ်ဆိုတာကအတက်ပညာတွေစုပ်ယုပ်စေတဲ့ရုပ်ကိုခေါ်တာเนาะပြောမယ်ဆိုရင်အဲ့လိုနေမှာအဲရေတရာခြေတာတို့เนาะဒါမျိုးစေးဖော်ရာတို့ဒါကောင်းရမွန်ရာတွေလှုပ်လို့မကောင်းတဲ့နေပဲဒါပေမဲ့ကျမတို့ကကုသိုလ်ရေးဆိုတာတော့အချိန်မရဒါလှုပ်လို့ကောင်းတယ်เนาะအဲ့တော့စေးရက်နေမှာကျမတို့เนาะစောလုံးကပြောထားတဲ့အတိုင်းပဲကျမတို့အဲ့လိုရေတရာခြေပါမယ်เนาะရေတရာခြေတာမို့ကုသိုလ်ရေးလုပ်မယ်ပေါ့เนาะအဲရေတရာခြေတာလို့ကျမမသုံးချင်ပါဘူးဒါကုသိုလ်ရေးလေးလုပ်မယ်ပေါ့เนาะအဲ့တော့ မနေ့သူကအမှောင်ကာလကနော်နေ့တနာရီ30ကနေပြီးတော့ညနေ3နာရီအတွင်းအမောင်ကာလဖြစ်တယ်เนาะဧပြီလ10ရက်နေ့ကအကောင်အစိုးရောထွေးနေတဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာကံကောင်းလက်ပွင့်စီရဲ့အယောင်ကအဖြူယောင်ပဲဖြစ်တယ်เนาะကံကောင်းလက်ပွင့်စီရဲ့အယောင်ကတော့အဖြူယောင်ဖြစ်တယ်ဆုံးကတ်မယ်ဆိုရင်အဲ့ဒီနေ့မှာသူကကြာတပတိနေ့ဖြစ်တယ်เนาะဒါပေမဲ့ကျမတို့ကဆုံးကတ်မယ်ဆိုရင်နဝင်းဆုံးကျမတို့ကတ်လို့ရတယ်လက်ဖက်ကိုကျမတို့ကတ်လို့ရတယ်ပေါ့เนาะ ဟုတ်ပြီအဲ17ရက်နေ့ပေါ့နော်ဧပြီလ17ရက်နေ့ကကျတော့သူကနော်သူကအဲ့မှာလေအကောင်အဆိုးရောထွေးနေတာတွေ့ရတယ်နော်ကောင်းတာပါလေလို့ပြောရင်အမတရုပ်ဆိုတာသူချင်းမြမြောက်စားခြင်းခံရတတ်တဲ့ရုပ်ကအမတရုပ်ပေါ့နော်ပစ္စည်းဥစ္စာတွေနော်ဆုံးရှုံးစေတတ်တဲ့မုဒလာရုပ်နော်အဲ့ဒါညနေ9နာရီခွဲ 9နာရီအလုံးမှာမုတလာရုပ်ရတယ်အဲ့တော့တရက်ထဲမှာသူကကောင်းတဲ့ရုပ်တစ်ခုမကောင်းတဲ့ရုပ်တစ်ခုရတယ်เนาะအဲ့တော့ဒါပေမဲ့ဒီလိုရက်ကတော့ကျမတို့ဂယုဆိုင်ရမယ့်ရက်ထဲမှာပါတယ်เนาะအမောင်ကာလကတော့မနက်10နာရီ30ကနေပြီးတော့နေ့12နာရီအတွင်းအချိန်ကာလအမောင်ကာလဖြစ်တယ်ညနေ9နာရီကနေပြီးတော့ည12နာရီထိလေအမောင်ကာလဖြစ်တယ်ပြောမယ်ဆိုရင်တော့ဂယုဆိုင်ရမယ့်နေ့ထဲမှာပါပါတယ်เนาะအဲ့တော့ကျမခုနပြောတဲ့အဋိဒံလေးကိုလုတ်ပေးပါဒါလေးကိုလုတ်ပေးပါเนาะအဲ့တော့12ရက်နေ့ဒီเนาะကျမအခုပြောချင်တယ်12ရက်နေ့ကလည်း အင်မတန်ဆိုးတဲ့နေ့เนาะစနေနေ့မှာ तू ကတေစီတတ်တဲ့မြစ်စုယုတ်ရထားတဲ့နေ့ဖြစ်တယ်เนาะတေစီတတ်တဲ့မြစ်စုယုတ်နဲ့စီးရဲဒုက္ခတွေတွေ့ကြုံရတတ်တဲ့ကာနယုတ်ရထားတဲ့နေ့ဖြစ်တယ်ပြောမယ်ဆိုရင်တော့ဆိုးတဲ့ယုတ်နှစ်ခုစလုံးရထားတဲ့နေ့ဖြစ်တယ်အဲ့နေ့อ่ะเนาะအဲ့တော့စနေနေ့ဟာစနေနေ့ဟာစနေနေ့လည်းဖြစ်တယ်အဲ့လိုနေ့လည်းဖြစ်တဲ့အတွက်ကျွန်မကတော့ခုနเนาะကျွန်မတို့ရှေ့မှာเนาะဖြစ်နိုင်မယ်ဆိုရင်ကျွန်မတို့เนาะခုနှစ်ရက်နေ့ကလေးကအခုပြောတဲ့ အဋိဒံလေးကိုကျမတို့လှုပ်ထားမယ်ဆိုရင်နော်ရှည့်ရနေ၄၁၂ရက်နေ၄ကိုကျမတို့ကအဲ့ဟိုကတ်ပြီးမှလှုပ်တာမဟုတ်တော့ဘူးနော်ကျမတို့တရက်လောက်ဂျူပြီးတော့ခုနှစ်ရက်နေကလေးကနော်မနေ့ဖြန်ကလေးကကျမတို့ကနော်လက်ဖက်ဆွန်းလေးနဝင်းဆွန်းလေးကတ်မယ်နော်တရဏကုံလေးကိုပတိတပတ်စိတ်မယ်ဟလာပြီးတော့အဲမြေတာပွားမယ်ပေါ့နော်တန်ဟိုကျမရှေ့မှာကျမပြောထားခဲ့သလိုပဲနော်အရေးရဲ့အကြောင်းရင်ကြုံတဲ့အခါတိုင်းဗုဒ္ဓန္တနံကိစ္စမိဓမ္မန္တနံကိစ္စမိတန်ခန္တနံကိစ္စဒါကိုနှုတ်တက် ဒါကိုရွတ်ပါဒါကတကယ်ကိုအကျိုးလဲပေးပါတယ်နော်နာရဏပရိတ်ကိုလည်းနေ့တိုင်းပူဇော်သွားပါပရိတ်ကြီးဆက်သတ်တုတ်ကိုပူဇော်နေကြသူတွေကလည်းနေ့တိုင်းပရိတ်ကြီးဆက်သတ်တုတ်ကိုပူဇော်သွားပါနော်ပရိတ်ကြီးဆက်သတ်တုတ်ထဲမှာယတနာတုတ်ကလည်းကျမတို့ကတ်ဘေးတွေကင်းဝေးစေတယ်လို့ပဲအာရဏာရိယတုတ်ကလည်းအခုလိုအချိန်မှာနော်ပုပ္ပနာတုတ်နဲ့အာရဏာရိယတုတ်ကလည်းကျမတို့အခုလိုကာလကိုနော်ဖြတ် ်တန်းတဲ့အခါမှာအားကိုးရတဲ့တုတ်တော်လေးဖြစ်ပါတယ်အဲ့တော့ကျမကတော့ကျမချစ်တဲ့သူတွေကိုဘယ်လိုမျိုးနော်ဘေးဒုက္ခမျိုးမှကျမမတွေ့စေချင်ပါဘူးဘု து ကိုမဆိုကျမဘယ်လိုမျိုးဘေးဒုက္ခမျိုးမှမတွေ့စေမကြုံစေလိုတဲ့အတွက်ကျမနော်ပေးရမယ့်ဒီရက်တွေကိုကြော်ဖြတ်နိုင်မယ်ကုသူရက်တရားကိုကျမစူးစမ်းပန်းစားကျမရှာပြီးတော့ညဝေခြင်းဖြစ်ပါတယ်နော်ဂျူရီမကောင်းသွားလာမကောင်းတဲ့ကာလမှာကျမတို့အတက်နိုင်ဆုံး နော်ဒေါသတွေကျမတို့မထားပဲနော်ကျမတို့စိတ်တွေစင်ကြယ်အောင်ပေါ့နော်ဟိုအခုလိုမျိုးကာလအားလုံးခက်ခဲတဲ့ကာလဖြစ်တယ်နော်အဲ့တော့တနေ့တနေ့ကျမတို့က ဂျိုစည်းဂျိုနေမကောင်းတာကကျမတို့မြန်မာနိုင်ငံတခုလေတော့မဟုတ်ဘူးအားလုံးပေါ်မှာကြိုးစည်းကြုံနေမကောင်းတာเนาะဒါပေမဲ့ကျမတို့မြန်မာပြည်ကတော့เนาะဘာချောင်စစ်ဖြစ်နေတဲ့နေရာဖြစ်တဲ့အတွက်ဒေါသတွေเนาะပြောမယ်ဆိုရင် energy မကောင်းဘူးကျမတို့တိုင်းပြည်ကเนาะအဲ့လို energy မကောင်းတဲ့ကာလမှာကျမတို့တွေရဲ့မနောစိတ်တွေထဲမှာเนาะဒေါသထွက်စရာတွေကလည်းအများကြီးပဲမှန်နေနော်ဒေါသထွက်စရာတွေအများကြီးမကျေနပ်စရာတွေအများကြီးနာကျင်စရာတွေအများကြီးတွေ့တယ်ဒါပေမဲ့ အဲ့လိုကာလတွေမှာအတက်နိုင်ဆုံးအကုသိုလ်စိတ်တွေကိုရင်ထဲမှာရှိနေတဲ့အကုသိုလ်စိတ်တွေကိုဖယ်ရှားမယ်ကျမတို့ဖယ်ရှားပြီးတော့ဒီကာလမှာကျမတို့အတက်နိုင်ဆုံးเนาะငါဘာကူရမလဲငါတို့ဘာလှူရမလဲလူနေတဲ့လူတွေကိုငါတို့ဘာလေးညပေးရမလဲเนาะတနေ့တနေ့ငါတို့ဘယ်လိုကုသိုလ်လုပ်ရမလဲအဲ့လိုအတွေးတွေနဲ့ဖြတ်သန်းမှာလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะဒေါသတွေထားလိုက်ပါသူဒေါသထွက်လာကြထွက်တိုင်းကိုရှိမှရှိတဲ့အကုသိုလ်လာလာဖြစ်တယ်เนาะကိုက ပူလောင်ရတယ်အခုလိုကာလမှာနော်ကျမတို့ဒေါသနဲ့ဖြတ်တန်းလို့မရဘူးတချို့လူတွေအစ်မတန်လောဘကြီးတယ်အတ္တကြီးတယ်ကျမသိပါတယ်တွေ့ပါတယ်ဒါပေမဲ့အဲ့လိုအတ္တတွေဒေါသတွေဟာကျမတို့တွေကိုပို့ပြီးတော့စိုးသွားစေပါတယ်အဲ့ဒါကြောင့်အတ္တတွေဒေါသတွေနဲ့ကျမတို့မဖြတ်တန်းဘူးအခုလိုကာလမှာငါတို့ဘသူ့ကိုဘလို့ကူညီရမလဲကိုကဒုက္ခရောက်နေတယ်ဆိုရင်တောင်မှကိုထက်ပိုဒုက္ခရောက်နေတဲ့လူကိုဘလို့ကူရမလဲနော်ငါ့ဆီမှာမရှိလေခမင်းတော့နှစ်ထုပ်ရှိရင်တစ်ထုပ်ကိုပေးမယ်သူများကိုပေးစားမယ် ဲ့ဒီလိုမျိုးဘာကူရမလဲဘာလူရမလဲဆိုတဲ့စိတ်เนาะစိတ်ထဲမှာဘလို့အကုသူမျိုးကိုမှအဝင်မခံမဲနဲ့ကုသူကိုပဲကျမတို့တနေ့တနေ့ပြီးတနေ့တနေ့ပြီးတနေ့ကုသူကိုပဲကျမတို့လှုပ်ရင်းနဲ့ကျမတို့ဖြတ်တန်းသွားရအောင်လို့ကျမအနေနဲ့အကြံပြုပြီးတော့တိုက်တွန်းခြင်းပါတယ်เนาะဒီကာလမှာကိုယ်စိတ်ထဲမှာရှိတဲ့အတိုင်းပဲအကျိုးပေးတတ်ပါတယ်အဲ့ဒါကြောင့်ကျမ ဂယုစိုက်ဖို့အတွက်ကျွန်မမှားကြတာပါเนาะဒေါသစိတ်တွေလောဘစိတ်တွေဘလို့မှအဝင်မခံပါနဲ့เนาะတစ်ခါတလေကျွန်မကိုယ်တိုင်နေလင်းဒေါသထွက်လာရင်ကျွန်မဘာလုပ်လိုက်လဲမြေတားတော့ထိုင်ရွတ်လိုက်တယ်ဒေါသမတည်မချင်းကျွန်မထိုင်ရွတ်နေတာဘယ်နှခေါက်မှမသိဘူးဘာကြောင့်လဲမြေတားတော့ရွတ်တဲ့အတွက်ကိုယ့်ဟာကိုယ်တော့အရင်ဆုံးကိုယ့်ရဲ့ဒေါသမီးတော့အရင်ဆုံးပါသွားတယ်ဒေါသနဲ့မတုံ့ပြန်ဖြစ်တော့ဘူးဒေါသနဲ့မပြောတော့ဘူးဒေါသနဲ့မလုပ်ဖြစ်တော့ဘူးเนาะအဲ့တော့ချစ်တော်သူများကိုလေကျွန်မအနေနဲ့မြေတားနဲ့တိုက်တွန်းပါတယ်ဒီလိုကာလမှာဘသူ့ကိုဘလို့ကူရမလဲငါတို့เนาะဘာတွေလှူရမလဲငါတို့ ီနေ့ကုသိုလ်ရအောင်ဘာတွေလုပ်မလဲเนาะဒါနကုသိုလ်ပြင်သီလအားကောင်းနေဆိုရင်လေဒီလိုဘေးတွေကိုကျမတို့ကျော်လွှားနိုင်တယ်เนาะဒါနသီလဘာဝနာဘာဝနာဆိုတာကျမတို့ထိုင်ပြီးတော့ဘုရားရှိခိုးပွားများနေမှာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ထဲမှာအကုသိုလ်စိတ်ကိုမောင်းထုတ်ပြီးတော့ကုသိုလ်စိတ်ကိုเนาะအမြဲတမ်းဝင်အောင်ကြိုးစားအားထုတ်နေတာလေဘာဝနာပဲဖြစ်ပါတယ်အဲ့တော့ချစ်တော်သူများအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဘေးစိုးအန္တရာယ်စိုးတို့ကနေလွတ်မြောက်ကြပါစေကောင်းရာကောင်းကျိုးတို့ကိုသာစင်ဆက်မပြတ်ဆောင်ရွက်နိုင်ကြပါစေရှင် ျမတို့ပြန်ဆုံပါမယ်နော်